စစ်ကောင်စီလက်အောက်ခံဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးကျော်စိုးဝင်းဦးဆောင်တဲ့အဖွဲ့ဟာရုရှားနိုင်ငံမော်စကိုမြို့မှာဂျွန်လ10ရက်နေ့ကနေ15ရက်နေ့အထိကျင်းပတဲ့၅ချိန်မြောက် မော်စကိုနိုင်ငံတကာခီးသွားဖိုရမ်နဲ့ခီးသွားပြပွဲကိုတက်ရောက်နေပါတယ်။ ခီးတော်ပြပွဲအတွင်းမြမအဖွဲ့နဲ့ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝင်ကြီးတို့တွေ့ဆုံတဲ့နိုင်ငံကြားခီးတော်လုပ်ငန်းမြင့်တင်ရေးအပါအဝင်မြမရုရှားနိုင်ငံအပြန်အလှန်ဗီဇာကင်းလွတ်ခွင့်လုပ်ဆောင်ရေးနိုင်ငံခီးတော်ပြပွဲများပူးပေါင်းပြသရေးရုရှားနိုင်ငံကယင်းဒီမြုံနှံသူတွေမြမနိုင်ငံမှာလာရောက်မြုံနှံကြဖို့အစအရာတွေကိုဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ ဒါပြင်မြန်မာနိုင်ငံကိုခီးရုရှားခီးသွားများပုံမလာရောက်လည်ပတ်နိုင်ရေးပြပကိုခွင့်ရရှိသွားလာကြမဲ့ရုရှားနိုင်ငံသားအစိုးရဝန်ထမ်းတွေကိုမြန်မာနိုင်ငံကိုသွားရောက်လည်ပတ်နိုင်ရေးလို့ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံရေးမတည်ငြိမ်တာနိုင်ငံအနှံ့လက်နက်ကင်ပြိပက္ခတွေဖြစ်ပေါ်နေတာကြောင့်နိုင်ငံတော်တော်များများကလည်းမြန်မာနိုင်ငံကိုခရီးမသွားကြဖို့သတိပေးချက်တွေထုတ်ပြန်ထားပါတယ်ရှင်။